ီမုန်းဆူအနောက်ဖက်ခြမ်းကစစ်ရှောင်းစခန်းတနေရာမှာနေထိုင်ကြတဲ့စစ်ပေးရှောင်းတွေဟာရွှေ့ပြောင်းနေထိုင်ဖို့အတွက်အကူအညီတွေလိုအပ်နေပါတယ်။နေ့စဉ်ရေရှားပမှုပြဿနာနဲ့လမ်းပန်းဆက်တွဲရေးအခက်အခဲရှိတာကြောင့်အခုလိုမျိုးရွှေ့ပြောင်းဖို့စီစဉ်ရတာဖြစ်တယ်လို့လည်းသိရပါတယ်။ရွှေ့ပြောင်းနေထိုင်ဖို့အတွက်သဲအိမ်တစ်လုံးကိုအနည်းဆုံးကုန်ချစရိတ်၅သိန်းနဲ့အထက်မှာရှိတာကြောင့်အိမ်ထောင်စု15စုလောက်ဟာရွှေ့ပြောင်းဖို့အတွက်အခက်အခဲဖြစ်နေကြတယ်လို့ဆက်ရှောင်းအရေးကူညီဆောင်ရွက်ပြီးသူသူဦးက Kendra Wadi Time ကိုပြောပါရယ်လက်ရှိအင်ချီနရာကျော်ရှိတဲ့အဲ့ဒီစစ်ရှောင်းစခန်းမှာရွှေ့ပြောင်းနေထိုင်ဖို့အတွက်အင်ထောင်စု15စုဟာအခက်အခဲရှိနေတာကြောင့်အကူအညီတွေလိုအပ်နေတာပါလက်ရှိမှာတော့စာနာရိတ်ခါနဲ့အမှုအကအဓိကလိုအပ်နေတယ်လို့တချို့မိသားစုဝေတွေဟာဝင်ဝင်ရအလောက်အကိုင်းမရှိတာကြောင့်ချင်းငါစားနေရတယ်လို့ဆိုပါတယ်အဲ့ဒီစစ်ရှောင်းစခန်းမှာနေထိုင်တဲ့သူတွေဟာငိုပြဲတိုက်ပွဲကြောင့်နေရစွခွာတိမ်းရှောင်လာတဲ့သူတွေဖြစ်တယ်လို့လည်းသိရပါတယ်